ောက်ရှိနေတာကတော့ကျွန်တော်တို့မန္တလေးမြို့စိန်ပန်းအရက်က40လမ်း89လမ်းထောင်းကအဘယာရာမရွှေဘူးကျောင်းတိုက်ကိုရောက်ရှိနေတာပဲဖြစ်တယ်။အာကျွန်တော်တို့ဒီမှာဆိုရင်ဒါဒီကျောင်းတိုက်မှာဆိုရင်ဒီငလင်ကေဆေးရေးအတွက်ဒါကေဆေးစကန်နေလဲဖွင့်ထားတယ်ဒါဒီမှာဒီငလင်ရှောင်းနေတဲ့ပြည်သူလူထုတွေဒီမလာ28ရက်နေ့ကနေစပြီးတော့ယနေ့အထိနေထိုင်စေအခြေအနေကိုတွေ့ရတယ်ခင်ဗျာ ရရှိမှာဆိုရင်ဒါကျွန်တော်တို့ဒါမေလ18ရက်နေ့ကဒါကျွန်တော်တို့10နာရီလောက်မှာငလင်းလှုပ်ခတ်ပြီးတနာရီဝန်းကျင်လောက်အကြာမှာဒီတစ်ပင်ဟာဒီပြိုလဲခဲ့တဲ့အနေထားကိုတွေ့ရတယ်ခင်ဗျဒီတစ်ပင်ပြိုလဲသွားတဲ့အတွက်ကြောင့်ဒီငလင်းရှောင်းစခန်းမှာဒါလာပြီးတော့နေနေတဲ့ဒီသားဖာနှစ်ယောက်ကလေးတစ်ယောက်နဲ့လူကြီးတစ်ယောက်ဒီအဖေနဲ့ကလေးနဲ့ပေါ့ဒီတစ်ပင်ပြီးပြီးတော့ဒီဆုံးခဲ့ရတယ်လို့ကြားသိရတယ်ခင်ဗျ ဒီမှာလူကြီးအများလောက်ကိုများကုညီဆောင်းချောက်ထားပါတယ်လေဗျာအာလူကြီးဆိုတထောင်နီးပါးလောက်ပဲဟုတ်ဗျာမလ28ရက်နေ့ကနေစပြီးတော့ဒီနေ့အထိပေါ့လေအာလူကြီးတိုးလာလားရော့သွားလားခင်ဗျာအနောက်ပိုင်းတော့10ရက်လောက်ရှိသွားပြီလက်မခံတော့ဘူးနေစရာနေစရာထိုင်စရာမရှိတော့လေလူကတော့မရော့ဒီတိုင်းပဲအစ်စ်ကိုလည်းလက်မခံတော့ဘူးဒီမှာဗျာဟို16ရက်နေ့ညကလည်းဒါလေမိုးတွေကျန်သွားပြီးတော့တစ်ပင်ကျိုးရလို့ကြားတယ်ဗျာအချိန်လေးတစ်ချက်လောက်ပြောပြပေးပါအောင်ခင်ဗျာအဲ့တော့ ငရေက10နာရီမိနစ်အစိတ်လောက်ငရေလှုပ်ပြီးတော့တနာရီလောက်ကြာတော့တစ်ပင်ရလှုပ်တာပေါ့လေတစ်ပင်လှုပ်တစ်ပင်ကလဲတာပေါ့တစ်ပင်လဲတော့ဒီမှာတဲအစုံဆုံးမှာအဲ့ဒီတဲ့ခလေးအဖေတဲ့ခလေးတဲ့အဲ့ရတစ်ပင်ပြီးတော့ဆုံသွားတာပေါ့လေဒါထိကတူနှစ်ဦးရှိခဲ့တာထိကတူနှစ်ဦးပေါ့ဒီမှာဖေကျိုးကြခဲ့တာဒီတစ်ပင်လားခင်ဗျာဟုတ်တယ်ခင်ဗျာဒီတစ်ပင်ပဲကျိုးကြလာဟုတ်တစ်ပင်ကျိုးတဲ့အချိန်မှာဦးလေးကဒီမှာရှိနေလားဗျဒီဘောကအပေါ့ဝါပါရှိနေတာ ငရင်လှုပ်တဲ့ချိန်ပေါ်တော့ငရင်က10နာရီ25မှာလှုပ်တယ်ငရင်လှုပ်ပြီး10နာရီနီးပါလောက်မှာပြီး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 အတန်ကြားလို့သူ့ရဲ့မျိုးသမီးကခဲရည်နဲ့ထူတာပဲဆိုပြီးတော့ကျွန်တော်တို့လာပြောဖို့ထွက်လာသူ့ယောက်ျားကိုလည်းနှိုးတယ်နှိုးတော့သူ့ယောက်ျားကလည်းထပြီးတော့ကလေးကိုတောက်တဲ့အချိန်ပြိုလဲကြတယ်ဟုတ်ကဲ့ဟိုကဒါတားဖားနှစ်ယောက် တဖတဖနဲ့ရောက်ပေါ့သမီးရလဲတနစ်ခွဲလောက်သမီးဟုတ်ဖြစ်ဖြစ်ချင်းမှာပဲဒါတခါတည်းဖြစ်ဖြစ်ချင်းမှာပဲဟောဟုတ်ကဲ့ဗျာဟောဖြစ်ဖြစ်ချင်းမှာပေါ့တခြားအခက်အခဲတွေဘာဒီမှရှိသေးလဲဗျာဖြစ်ဖြစ်ချင်းတော့ကျွန်တော်တို့ကလူအင်အားနဲ့လုံးကိုမားကြတာပေါ့ဘလို့မှလူအင်အားများပေမဲ့ဒီတစ်ပင်လုံးဘက်ကလည်းကြီးတော့ဘလို့မှမမရအပရာဟိတတွေလည်းအကြောင်းကြတော့ချက်ချင်းရောက်လာပရာဟိတကစီး20ကျော်ပေါ့ မိမောင်းတွေနဲ့ထိုးတယ်၊ကရင်ကားဘယ်ဖိုးကားတွေရောလာတယ်၊ကရင်ကားတွေရောလာ။လာပြီးတော့မှစက်တွေနဲ့ဖြတ်ပြီးမှကရင်ကလည်းဒီတဲတွေနဲ့ဆိုဝင်ရခက်တော့ဘယ်ဖိုးကားလည်းဝင်ရခက်တော့စက်တွေနဲ့ဖြတ်စိတ်စိတ်ဖြတ်ပြီးတော့မှလူဝင်အားနဲ့မှဒါကတော့ဒီပြိုလဲသွားတဲ့တပင်ရဲ့အခြေအနေလေးဖြစ်ပါလေ။တပင်ရကျွန်တော်ဒီဒီဘက်ကိုလဲသွားလို့ နေသွားလို့ကျွန်တော်တို့ဒီဟိုပါပေါ့အဲကြီးခိုက်သူကြီးနေသွားတာပေါ့ကျွန်တော်ဒီဘက်တဲတဲတာလဲမယ်ဆိုရင်ဒီမှာဆိုရင်ငလင်းရှောင်းနေလူတွေနေဖို့အတွက်မှာတဲလေးတွေကိုပြကလေးလောက်ထားရှိရဲ့ဒီပေါ်တာလဲရင်ပေါ့ကြီးခိုက်သူကဦးရေပုံများမယ်လို့အဝင်ရှိတဲ့လူတွေကပြောပါတယ်ခင်ဗျာကျွန်တော်တို့ဒီရှိမှာဆိုရင်ဒီမှာပေါ့ဒါကျွန်တော်တို့ပြင်ပြပြရနောက်ပြန် ဘယ်ပြုပြင်ဆောက်ထားပေးတဲ့အကူပြအခြေအနေလေးပါဒါထိခိုက်တည်ဆုံခဲ့တဲ့အာကာဖန်နှစ်ယောက်ရဲ့ဒါအမတရဝေစားလေးရင်းနဲ့ဒါကတော့ပြုထားတဲ့အနေထားကိုတွေ့ရပါတယ်ခင်ဗျာရှေ့မှာတော့တစ်ပင်ကတော့အပိုင်းပိုင်းဖြတ်ထားပြီးတော့တက်မှန်တမ်းများရှင်းလင်းထားတဲ့အနေထားကိုတွေ့ရပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့မန္တလေးမြို့မှာရှိတဲ့အဘိယာရာမာ ရွှေဘူးကျောင်းသားအင်းဝကျောင်းသားရဲ့ဒါ16နှစ်ညကတစ်ပင်လဲခဲ့တဲ့အခြေအနေလေးပဲဖြစ်ပါတယ်ခင်ဗျာ